တဘာဝတရားရဲ့နေရာမှာအရာအရွယ်ရောက်လာတဲ့ခြင်းသိအထူးတွေဟာအုပ်စုတွေကခွဲထွက်ပြီးသူတို့ရဲ့နေမြေအသစ်တွေတတ်မှတ်ကကိုတီကိုနန်းနဲ့နေလို့ကြပါတယ်။အခုလည်းဒီခြင်းသိဟာအုပ်စုတွေက ခွဲထွက်ပြီးနေမြေအသစ်ထူထောင်ဖို့ကြံစည်နေတာပါ။သူတို့ဖွယ်ထဲမှာသူ့အဖေနဲ့သူ့အကိုခြင်းသိအထင်းကောင်ရှိသေးပြီးအရွယ်ရောက်လာတော့အရင်လိုမတဲကြတော့ပဲတချက်ချက်ဖြစ်နေကြတာပါ။ ဒါကြောင့်သူကအုပ်စုတွေကခွဲထွက်ဖို့ကြံစည်နေတာပါ။အဲ့လိုနဲ့တနေ့အရောက်ဟိုင်အီနာအုံနဲ့တက်တယ်တို့ပါတော့တယ်။ဟိုင်အီနာအကောင်20ဝန်းကျင်တော့ရှိပါတယ်။ဟိုင်အီနာတွေဟာရှင်သေးအုပ်စုနဲ့တွေ့ရင်ရှိန်နေတတ်ပေမဲ့တကောင်နဲ့အုပ်စုကွဲနေတဲ့ရှင်သေးကိုတော့နှခါပြန်စဉ်းစားမနေပဲစတင်တိုက်ခိုက်အမဲလိုက်ပါတော့တယ်။ဟိုင်းနာတွေကချင်းသေးကို ရှင်းနဝဲရဘေးပဲညာ နေရအစုံကနေဝိုင်းပြီးတိုက်ခိုက်ပါတယ်။ချင်းသေးရဟိုင်းနာတကောင်ကိုကိုက်လိုက်ရင် ဟိုင်းနာ၃လေးကောင်ရဲ့ပြန်လေကိုက်ခဲခြင်းကို ခံရပါတယ်။ချင်းသေးရမောပန်းစာပြူလာပါပြီ။ဟန်ကို့ဖို့ဆိုပြီးတင်းထားပေမဲ့အချိန်ခဏအတွင်းမှာအုပ်စုရဲ့တံမိုးကိုနားလည်လာပြီးနောင်တရကျင်တယ်လို့လို့ဖြစ်နေခဲ့ပါပြီ။အဲ့ဒီအချိန်မှာပဲအဝေးကဟိမ့်တဲ့အတူသူနဲ့ရန်တကြက်ကြက်ဖြစ်ခဲ့တဲ့အကိုကြီးက ူ့ကိုကူညီဖို့ပြေးလာတာမြင်လိုက်ရပါတယ်။ဟိုင်းနာတွေလည်းသူ့ကိုရောက်လာတော့အချင်းနေမှန်မှန်းသိတာနဲ့အဝေးကိုပြေးကုန်ကြပါတယ်။သူ့ရင်နဲ့အမျိုးမင်းမသိတဲ့ခံစားချက်တစ်ခုကိုခံစားလိုက်ရပြီးအကိုကြီးစီဥကောင်းတိုးဝေးပြေးဝင်ကမြေပြင်ပေါ်လှဲချလိုက်ပါတော့တယ်။